အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Greeting English Unit 9 Climate Change Reading Band ကိုကြိုတူလေ့လာကြည့်ကြအောင် Night A Reading Pre-reading 1 What is climate change ရာသီဥတုပြောင်းလဲမှုဆိုတာဘာပါလဲတဲ့2 What causes climate change ရာသီဥတုပြောင်းလဲမှုကိုဘာတွေကဖြစ်စေတာလဲ3 What are the effects of climate change ရာသီဥတုပြောင်းလဲခြင်းရဲ့အကျိုးဆက်ရလဒ်တွေကဘာတွေများဖြစ်မလဲတဲ့ For what are we doing about it ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေဘာတွေလုပ်ဆောင်နေကြသလဲတဲ့ဒါမှမဟုတ်ဘာတွေလုပ်များလုပ်ကြမလဲတဲ့ Let's go straight to the passage Paragraph A Climate change is simply ရာသီဥတုပြောင်းလဲမှုဆိုတာကရွေးရှင်းပါတယ်တဲ့ Change in climate ရာသီဥတုတွေပြောင်းလဲမှုပါပဲတဲ့အဲ့တော့ climate change ဆိုတာဒီနေရာမှာ individual word တစ်ခုကို collocation ရပါတာပြန်မယ်ဆိုရင် Changes in the Earth's weather, including changes in temperature, wind patterns, and rainfall, especially the increase in the temperature of the Earth's atmosphere that is caused by the increase of particular gases, especially carbon dioxide. At the end, the carbon dioxide dangwei li du de do de mi ma la ra jiang mo, ge ba ji ye bu မိုးရွာတဲ့ပုံစံတွေလေးတိုက်တဲ့ပုံစံတွေအပူချိန်ပြောင်းလဲမှုတွေပါဝင်တဲ့ကမ္ဘာကြီးရဲ့အရာတွေလို့ပြောင်းလဲမှုကို climate change လို့ခေါ်ပါတယ်တဲ့ What we should understand here is that ဒီနေရာမှာကျွန်တော်တို့နားလည်ထားသင့်တာက climate as used in the title of this lesson ဒီသင်ခန်းစာမှာတုံထားတဲ့ဒီ climate ဆိုတဲ့စကားလုံးကတဲ့ refers not ညွှန်ဆိုချင်တာမဟုတ်ဘူး to the climate of any particular country or part of the world ကမ္ဘာကြီးရဲ့ဒေသတစ်ခုခုတို့မဟုတ် any particular country နိုင်ငံတနိုင်ငံရဲ့ the climate ရာသီဥတုကို refers not ညွှန်းဆိုချင်တာမဟုတ်ဘူးတဲ့ it refers ညွှန်းဆိုတာပါ to the to the entire climate of this out of hours ကျွန်တော်တို့နေထိုင်ရာဒီကဘာမြေကြီးရဲ့ရာသီဥတုတစ်ခုလုံးကိုညွှန်းဆိုချင်တာပါတဲ့ it means ဆိုလိုတာက the climate of the whole world is changing ဒီကဘာကြီးတစ်ခုလုံးရဲ့ရာသီဥတုက is changing ပြောင်းလဲနေတယ်လို့ဆိုလိုတာပါတဲ့ to be specific specific ဆိုတာက detail နဲ့ exact ဆိုတော့တိတိကျကျအသေးစိတ်ပေါ့နော်တိတိကျကျအသေးစိတ်ပြောရမယ်ဆိုရင် the average temperature of the earth is rising slowly and steadily ကျွန်တော်တို့ရဲ့ကဘာကြီးရဲ့ဗျမ်းမြအပူချိန်ကတဲ့ is rising မြင့်တက်နေတာပါ slowly and steadily ဖြည်းဖြည်းနဲ့ steadily ဆိုတာမှန်မှန်ပေါ့နော် developing growing gradually and in an even and regular way ပုံမှန် constant ဆိုတာအမြဲတမ်းပေါ့နော်အမြဲတမ်းတစ်ဖြည်းဖြည်းနဲ့ပုံမှန်လေးမြင့်တက်နေတာတဲ့ in our earth is getting warmer and warmer from year to year ပြီးတော့ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကလည်းတစ်နေ့တစ်နေ့ကိုပိုပိုပြီးတော့မှပူနွေးတဲ့ပူနွေးလာနေတာတဲ့ this phenomenon or happening phenomenon ဆိုတော့အဖြစ်အပျက်ကိုပဲပြောချင်တာ a fact or an even in nature or society especially one that is not fully understood ဒါလုံးလုံး အဲနားလည်နိုင်စမ်းမရှိတဲ့ဒီအဖွဲ့အစည်းတစ်ခုခုတို့မဟုတ်တဘာဝရဲ့ဖြစ်စဉ်တွေဆိုတော့ဒီနေရာမှာ hot thing တွေလည်းပါတော့ဒီဖြစ်စဉ်ကိုတဲ့ is call ခေါ်ပါတယ် global warming ကမ္ဘာကြီးပုံနှွေးလာမှုလို့ခေါ်ပါတယ်တဲ့ global warming လည်းဒီနေရာမှာ colocation ရပဲပါတာပြန်တာအကောင်းဆုံးပါပဲ the increase in the temperature of the earth atmosphere that is caused by the increase of particular gases especially carbon dioxide carbon dioxide ရဲ့ဓာတ်ငွေတွေမြင့်မားလာမှုကြောင့်မို့ကမ္ဘာကြီးရဲ့လေထုပူချိန် တိုးတက်မြင့်မားလာတာကို global warming ကဘာကြီးပုံနေလာမှုလို့ခေါ်တာပါတဲ့ဟုတ်ကဲ့စကြည့်ကြရအောင် paragraph b climatologist မိုးလေဝသမိုးလေဝသပညာရှင်တွေပေါ့နော်ရာသီဥတုပညာရှင်တွေသူကဘယ်သူတွေလဲဆိုရင် the scientists who carry out scientific study of general weather condition ဒီအထွေထွေရာသီဥတုအခြေအနေတွေကို scientific studies သိပ္ပံနေကြလေ့လာမှုတွေကို carry out ဒီနေ့မှာ climatology ဆိုတာက the scientific study of climate ရာသီဥတုကိုသိပ္ပံနေကြလေ့လာခြင်း climatologist ဆိုတော့ဒါဒီရာသီဥတုကိုသိပ္ပံနေကြလေ့လာနေတဲ့သိပ္ပံပညာရှင်တွေပေါ့နော် carry out ဆိုတာက to do a complete assess လုပ်ငန်းတစ်ခုခုကိုပြည်စည်းအောင်ဆောင်ရွက်သည့်လုပ်ဆောင်တယ်လို့ပြောချင်တာအဲ့တော့အထွေထွေရာသီဥတုအခြေအနေတွေကိုတဲ့ဒီရေပုံရရာသီဥတုအခြေအနေတွေကိုစိတ်သိပ္ပံနေကြစနစ်တကျလေ့လာဆန်းစစ်မှုတွေပြုလုပ်နေတဲ့သိပ္ပံပညာရှင်တွေဖြစ်တဲ့ဒီမိုးလေဝသပညာရှင်တွေဟာတဲ့ say that ပြောကြတယ် Greyhound Gases Greyhound Gases ကတော့အလုံးနားရင်ပြီးသားပါဖန်လုံအိမ်ဓာတ်ငွေတွေပေါ့နော်ဘာတွေလဲဆိုရင် carbon dioxide တို့ methane methane ဆိုတာက a gas with our color or smell the bonds easily and used as fuel လောင်စာဆီနည်းနဲ့အသုံးပြုတော့အလွယ်တကူလောင်ကျွမ်းနိုင်စွာရှိတဲ့အယောင်မရှိအနက်မရှိတဲ့ gas တမျိုးပါတဲ့ methane nitrous oxide ဒါလည်းအခိုင်နှုန်း gas ပဲ As gas used especially in the past, by dentists to prevent you from feeling pain. နာကျင်မှုသက်သာစေဖို့အတွက်အခုရင်တော့သွားဆရာဝန်တွေအသုံးပြုကြရတဲ့ဓာတ်ငွေတစ်မျိုးတဲ့။အိုဇုန်အိုဇုန်လည်းဒီနေရာမှာ <laughs> <laughs> like is also a kind of gas ပဲ။ A poisonous gas with a strong smell that is formed by oxygen. Fluorinated compound in water vapor. ရေကိုရေငွေတွေ fluorinated compound ဆိုတာက fluorine ပါတဲ့ဓာတ်ပေါင်းတွေ အိုဇုန်ဓာတ်ငွေ့တွေ natural outside တို့ methane တို့ carbon dioxide စသဖြင့်အဲ့ဒီဓာတ်ငွေ့တွေဖြစ်တဲ့ဖလုံးအိမ်ဓာတ်ငွေ့တွေဟာတဲ့ in our earth atmosphere ကျွန်တော်တို့ကမ္ဘာကြီးရဲ့လေထုထဲမှာရှိတဲ့ဒီ greenhouse gases တွေကတဲ့ at ဆောင်ရွက်ပါတယ် as a blanket ဆောင်တထည်အနေနဲ့ဆောင်ရွက်တယ်တဲ့ဆောင်ဆိုကျွန်တော်တို့ခြုံတာပေါ့နော်ခြုံလွာတလွာအနေနဲ့ဆောင်ရွက်တယ်တဲ့အင်းပြီးတော့ပြီးတော့အဲ့ဒီ greenhouse gases ကတဲ့ have kids our health our earth constantly warm enough ျွန်တော်တို့ရဲ့ကဘာကြီးကို have give warm enough အမြဲတမ်းပဲ constantly ဆိုတာအမြဲတမ်းပြောတာပေါ့နော် constantly ဆိုတာ atmosphere တော့အားလုံးတည်တယ် constantly ဆို all the time အမြဲတမ်းတစ်ချိန်လုံးပေါ့နော် warm enough နှွေးထွေးနေအောင်ထားပြီးရဲ့အဲ့ဒီခြုံတဲကြီးอ่ะစောင်းကြီးစောင်းတစ်ထည်နေနေပေါ့နော် for over 4 billion years နှစ်ပေါင်း6 billion ကျော်ကြာအောင် billion ဆိုတော့ billion ဆိုတာကတစ်ရက်နောက်မှာတုံည6လုံးရှိတာကို billion လို့ခေါ်တာပေါ့နော် နှစ်ပေါင်း၄ဘီလီယံကျော်ကြာအောင် for living things တတိယရေ to be if it to live အသက်ရှင်နေထိုင်နိုင်ဖို့အတွက်တဲ့တတိယတွေအသက်ရှင်နေထိုင်နိုင်ဖို့အတွက်၄ဘီလီယံကျော်ကြာအောင်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုအမြဲတမ်းနေထွင်နေအောင်အဲ့ဒီ greenhouse gases ကြီးကထားပေးတာတဲ့ what the these gases as a blanket စောင့်တန်းနေနဲ့အဲ့ဒီဓာတ်ငွေတွေတာမရှိဘူးဆိုရင် the temperature of the earth ဒီကမ္ဘာကြီးရဲ့အပူချိန်က will be 33 degrees celsius cooler than we can stand weekend stand ဆိုတာ stand ဆိုတာဒီနေရာမှာက survive ကိုပဲပြောတာကျွန်တော်တို့အသက်ရှင်ရပ်တည်နိုင်စွမ်းကိုပြောနေတာပေါ့နော်ကျွန်တော်တို့အသက်ရှင်အသက်ရှင်ရပ်တည်နိုင်စွမ်းဤတာအထက်ကိုပို့ပြီးတော့မှာတဲ့ 33°C 33°C ပို့မှအေးနေလိမ့်မယ်တဲ့ဒါဆိုရင်တော့ in most living things တရှိအများစုကလည်း would not be able to survive အသက်ရှင်ရပ်တည်နိုင်စွမ်းရှိမှာမဟုတ်ဘူးတဲ့ survive ဆိုတာက to continue to live or exist ဆက်ပြီးတော့မှာနေထိုင်နေတည်တည်ရှိနေတည်ဆိုတာအသက်ရှင်နေတဲ့နာကိုပြောနေတာ ဲ့တော့အကယ်၍ဒါကျွန်တော်တို့နေထိုင်နိုင်တာနေထိုင်နိုင်စွမ်းရှိတာတဲ့ 33° Celsius ကျွန်တော်တို့ခန္ဓာရင်ရှိတာတဲ့ကိုပို့ပြီးတော့မှ 33° Celsius အေးနေမယ်ဆိုရင်တဲ့တရှိတွေအများအများစုကလည်းတရှိနေနိုင်စွမ်းရှိမှာမဟုတ်ပါဘူးတဲ့ဟုတ်ကဲ့ဆက်ပြေမဲ့ထင်ပါတယ်စစ်ကြည့်ကြအောင် paragraph C day climatologist မူလသားပညာရှင်တွေက agree that သဘောတူထားကြတယ် carbon dioxide levels in the atmosphere လေတူထဲမှာရှိတဲ့ carbon oxide level ကတဲ့ have gradually risen တဖြည်းဖြည်းနဲ့မှန်မှန် gradually ဆိုတာကမရမနာပြောချင်တာ slowly over a long period of time ဒီတဖြည်းဖြည်းနဲ့အချိန်ကြာကြီးတဖြည်းဖြည်းနဲ့မရမနာမြင့်တက်လာနေတယ်တဲ့ so have the levels of other greenhouse gases တခြားသောဖန်လုံအိမ်ဓာတ်ငွေတွေလည်း so have ထိုနည်းလကောင်းတိုင်းပဲတဲ့ထိုနည်းလကောင်းပဲတဖြည်းဖြည်းမရမနာမြင့်တက်လာနေတာတဲ့ as a result ရက်လက်အနေနဲ့ the temperature of the earth atmosphere ကမ္ဘာလေထုရဲ့အပူချိန်ကအင်းပြီးတော့ is oceans အဲ့ဒီကမ္ဘာကြီးရဲ့သမုဒ္ဒရာတွေ in land masses land masses ဆိုတာကတော့ကုန်းမြေ area ကြီးကိုပြောချင်တာပေါ့ a large area of land for example a continent တကယ်တရိုက်ဘောဥပမာအပြင်တော့အာကုန်းမြေ area တွေတဲ့ကုန်းမြေ area ရဲ့အပူချိန်တွေသူရဲ့သမုဒ္ဒရာတွေရဲ့အပူချိန်တွေကမ္ဘာကြီးရဲ့လေထုရဲ့အပူချိန်တွေဟာ increasing day by day day by day ဆိုတာက all the time ပဲပြောချင်တာသူလည်းအဲတစ်ချိန်လုံး ချိန်လုံး is increasing တဖြည်းဖြည်းတိုးတက်မြင့်မားလာနေတာပါတဲ့ဟုတ်ကဲ့ဆင်ပြေမယ်ထင်ပါတယ်စစ်တီးကြမယ် paragraph D now အခုဆိုရင် what is making that global temperature rise ဒီကမ္ဘာကြီးပူနွေးလာမှုကမ္ဘာကြီးရဲ့အပူချိန်မြင့်မားလာမှုကိုဘာကဖြစ်စေတာလဲတဲ့ who is responsible for it ဘသူဘသူတွေစီမှာ responsible တာဝန်ရှိတာလေတဲ့ responsible ဆိုတာ heavy job or duty တာဝန်ရှိတာကိုပြောချင်တာပေါ့နော် frankly speaking frankly ဆိုတာကရိုးရိုးသားသားပုံပုံလင်းလင်းလို့ပြောတာ in an honest and direct way the people might not like လူတွေကြိုက်ချင်မှကြိုက်မယ်မကြိုက်တော့ညာလဲပုံပုံလင်းလင်းနဲ့မတွေ့မဝိုက်တိုက်ရိုက်ပြောဆိုခြင်းနဲ့နေရရေးချင်နေနေ frankly လို့သုံးတာအဲ့ frankly speaking ဆိုတာကြိုက်ချင်မှကြိုက်မယ်တဲ့တို့တော့ပုံပုံလင်းလင်းပြောရမယ်ဆိုရင် we are responsible for it ဒီအတွက်ကျွန်တော်တို့မှာတာဝန်ရှိတာတဲ့ since the event of the industrial revolution in the 1700s တက်ကြတဲ့1900နှစ်တွေမှာတဲ့ဒီ the, the industrial revolution စစ်မှုတော်လှန်ရေးနော် event ဆိုတာကပေါ်ထွက်လာတာ coming of an important event industrial revolution ဆိုတာကတော့ဒီစပြီးတော့မှစစ်တွေကိုအလုံးလုံးဖို့အတွက်လူတွေအစားစစ်တွေကိုအလွန်ကြဲကြဲနော်စစ်စစ်ရုံအလုံးရုံတွေတွန်းတွန်းကြဲကြဲတဟုန်လို့တွတ်တက်လာတဲ့အချိန်ကို industrial revolution လို့ခေါ်တာပေါ့နော်ကျွန်တော်တို့တမိုင်းမှာစစ်မှုတော်လှန်ရေးလို့သိကြရတယ်တိတ်ကြရ1900နှစ်တွေမှာစစ်မှုတော်လှန်ရေး event ထွက်ပေါ်လာပြီးကြတဲ့ကတဲ့ we have been banning ကျွန်တော်တို့ဟာလောင်ကျွမ်းနေကြတာနော်လောင်မိရှုနေကြတာပေါ့တည်းရပြောရင် fossil fuels ကျွတ်ကျွမ်းလောင်စာတွေကိုဒီနေရာမှာကျွန်တော်တို့ fuel ဆိုတာကတော့လောင်စာတွေကိုပြောတာ if you burn a fuel or a fuel burns it produces heat light or energy နော် ူကျွတ်လောင်စာတွေကဘာလဲဆိုရင် sectors coal ကြောင့်မိတွေးတွေ oil သူဒီဇယ်တို့ရေနံတို့နော်73စီတို့ natural gas ဒီတဘောဘတန်းငွေတွေကိုတဲ့ကျွန်တော်တို့တွေစသဖြင့်အဲ့ဒီကျွတ်လောင်စာတွေကိုမိရှုနေကြတာတဲ့ဘာလို့ဖို့လဲဆိုတော့ to produce energy to run our cars train ships planes and many other energy consuming inventions အချောင်းတော့ဒီစွမ်းအင်3နဲ့နော် energy consuming invention စွမ်းအင်3နဲ့တီထွင်မှုတွေနဲ့လေယာဉ်တွေတင်မောတွေယထားတွေကားတွေကို run နော်မောင်းနဲ့ပြည့်စုံရန်အတွက် to produce energy စွမ်းအင်ထုတ်လုပ်ဖို့ရန်သဘောဝတန်ငွေတွေရေနံတွေကြောက်မီးသွေးတွေစသဖြင့်ပြင်ဒီ fossil fuels လို့ခေါ်တဲ့ရုပ်ကျွလုံစာတွေကိုကျွန်တော်တို့မိရှုနေကြရတာတဲ့အခုလည်းရှုနေသေးပဲလို့ပြောချင်တာပေါ့နော်ဒါက present perfect continuous ဆိုတော့ the more fuels we burn ကျွန်တော်တို့ပို့ပြီးတော့မှလောင်စာတွေပို့ပြီးတော့မှမိရှုလေလေ the higher the carbon offset level in our atmosphere လေတူတဲက carbon offset level ကလည်း the higher ပို့ပြီးတော့မှမြင့်မားလာလေလေပဲတဲ့ in the warm of the august ကျွန်တော်တို့ကဘာကြီးကလည်းပူပြီးတော့မှပူနွေးလာလေလေပါပဲတဲ့ဆက်ကြည့်ကြအောင် paragraph e in addition တောင်းပြင်း we cut down many trees ကျွန်တော်တို့တပ်ပင်တွေအများပြားကိုခတ်ကြောင်းခုတ်လဲနေကြတာ forgetting or not caring ကျွန်တော်တို့မေ့နေလို့လား နောက်ဒါမှမဟုတ် not caring ခီးမဆိုင်လို့လား that ဘာလို့လဲဆိုတော့ tree trees use carbon dioxide in the air လေတွေက carbon dioxide ကိုအပင်တွေကတုံးကြတာတဲ့ to manufacture food အစာတွေထုတ်လုပ်ဖို့ပေါ့ဒါအားလုံးပြီးကြတယ် and thereby thereby ဆိုတော့ဒီလိုနည်းနဲ့လို့ပြောချင်တာပေါ့နော် is to introduce the result of the Asian Saturation Mission ထမဖော်ပြခဲ့တဲ့အခြေအနေတော့မဟုတ်လုံဆောင်ချက်တစ်ခုခုရရလတ်လို့ပြောချင်တာ thereby ဆိုတော့ဒီလိုနည်းနဲ့တဲ့ အဲ့လိုအပင်တွေဟာကာဗွန်အောက်ဆိုက်ရဲ့ကာဗွန်အောက်ဆိုက်တွေကိုလေထဲကကာဗွန်အောက်ဆိုက်ကိုတုံ့ပြန်ခြင်းအပြင် keep ထိန်းထားပေးတာ the level of carbon dioxide in the atmosphere at the safe level for all safe ဆိုတာဘေးကင်းလုံခြုံတဲ့အခြေအနေပေါ့နော်အန်ဒီကနေကာကွယ်ထားပြီးတော့ဆိုတော့ကျွန်တော်တို့အားလုံးတွေ့တဲ့လေထုတွေက carbon dioxide ရဲ့ level ကို at the safe level for all ဒီလုံခြုံဘေးကင်းတဲ့ level တခုမှာ ဒီလိုနည်းနဲ့ထင်ထင်ထားပြီးတာအဲ့ဒါကိုမသိလို့လားတမင်တကာဂိမဆိုင်လို့လားကျွန်တော်တို့တစ်ပင်တွေအများကြီးကိုခိုးလဲနေကြတာအဲ့ wealth fuel or fewer trees အပင်တွေနဲလာလေလေ not only does the level of carbon dioxide in the atmosphere rise လေထုတဲက carbon dioxide ရဲ့ level မြင့်မားလာရင်တည်း not only does မကပဲနဲ့တဲ့ but there is soil erosion erosion ဆိုတာက gradually destroying the surface of something တခုခုရဲ့မြင့်နေပြင်တွေတဖြည်းဖြည်းနဲ့ပြစ်စီသွားတာ through the action of wind rain လေကြောင့်မို့နော်မိုးကြောင့်မို့တခုခုရဲ့မြင့်နေပြန်ပစ္စည်းဆုံးရှုံးသွားတာဆိုတာဒါကကျွန်တော်တို့ soil နဲ့ပတ်သက်တယ်ဆိုတော့ soil erosion ဆိုတာမြေဆိုလာပြုံးတင်းမှုလို့ပြောနေတာပေါ့နော်မြေဆိုလာပြုံးတင်းမှုတွေ winch in turn in turn ဆိုတာကဒီနေရာမှာ one after the other in particular order အစီအစဉ်တစ်တန်းကြီးလို့လည်းပြောလို့ရတယ်လို့2ကပုံမှန်ဆင်ပြေတယ် as a result of something in a series of events အဖြစ်ပြတတိတကန်းကြီးရဲ့အကျိုးဆက်ရလတ်တစ်ခုအနေနဲ့လို့ပြောချင်တော့အဲ့တော့ဒီနေရာမှာ intent ကိုပြောချင်တာဒီကျွန်တော်တို့တွေတစ်ပင်တွေခုလဲတယ်တစ်ပင်တွေခုတော့လေတိုတဲကကာဗွန်ဒိုင်အောက်ဆိုင်း level လဲမြင့်လာတယ်အဲတစ်ပင်တွေနဲ့လာလေးလေးကာဗွန်ဒိုင်အောက်ဆိုင်း level မြင့်မလာတဲ့မကဘဲနဲ့မြေပြုံမှုတွေလည်းဖြစ်လာနိုင်တယ်မြေဆီလာပြုံးတိမှုတွေလည်းဖြစ်လာနိုင်တယ် intent အဲ့ဒီအကျိုးဆက်ရလတ်ကြီးအနေနဲ့တဲ့ဒီလိုတတိတန်းကြီးဖြစ်ပစ်ကြီးရဲ့အကျိုးဆက်ရလတ်ကြီးအနေနဲ့လို့ပြောချင်တာ intent ဆိုတာ least to least to ကလည်းဖြစ်စီတီပဲ cost ကိုပဲပြောချင်တာ ဘာဖြစ်စီလဲဆိုတော့ loss of vegetation vegetation ဆိုတော့သဘောပေါက်ပင်ပေါ့နော် plants in general သဘောပေါက်ပင်တွေဆုံးရှုံးမှုကိုလည်းဖြစ်စေပါတယ်တဲ့ဟုတ်ကဲ့ဆက်ပြန်ပါပါဆက်ကြည့်ကြမယ် then ကြောက်ပြင်းတဲ့ when the rise in a temperature of the atmosphere လေထုတဲကလေထုရဲ့အပူချိန်မြင့်မားလာတာနဲ့အတူတဲ့ there is a related rise in the temperature of oceans ဆက်ဆက်ပြီးတော့မှဒီ ေရုရဲ့အပူချင်းမြင်မလာတာနဲ့တူဆက်ဆက်ပြီးတော့မှသမုဒ္ဒရာရဲ့အပူချင်းကလည်းဆက်ဆက်ပြီးတော့မှမြင့်တက်လာတယ်တဲ့ related ဆိုတော့ဒါ related ကတော့ဒါဆက်ဆက်နေတာပြောနေတာပေါ့နော် having a connection with something တခုခုနဲ့ဆက်ဆက်နေတာကိုပြောချင်တာ this intent နော်ဒီလိုနီးနေနော်ဒီလိုမျိုးအကျိုးသက်ရက်လက်အနေနဲ့ causes စီတယ် more and more glaciers in seaside to melt glacier ဆိုတာကတော့ a large mass of ice ရေခဲတုံးကြီးတွေပေါ့နော် found by snow or mountains တောင်လေးပေါ်မှာနှင်းကျလို့မဖြစ်ပေါ်လာတဲ့ရေခဲတုံးကြီးတွေနော် that moves very slowly down a valley ဒီတောင်ကြားလေးကိုတဖြည်းဖြည်းနဲ့နှိမ်ဆင်းနေတာကျွန်တော်တို့မြန်မာလိုသူ့ရေခဲမြကြီးလိုပြောကြတာပေါ့နော်အဲ့တော့ glaciers and sea ice to melt melt ဆိုတော့အကြီးပြောတာပေါ့ to become or make something become liquid as a result of heating အပူပီးခြင်းရလာကြောင့်မို့တခုခုဟာအကြီးဖြစ်ပြောင်းလဲသွားပြီဆိုတော့အကြီးပြောသွားတာပေါ့နော်အဲ့တော့ဒီသမုဒ္ဒရာရဲ့အပူချိန်တွေလည်းမြင့်တက်လာတယ်ကျွတ်စရက်လက်အနေနဲ့က ye ge mye dwe pe le ga ya le pyo la de which in turn cause ya la ni ne causes sea levels to rise pe le ye ne de la mu ri phit si de de flooding many coastal regions flooding so ji ji shan mu ri many coastal region coastal so ra ga de wo pyo off or near a coast ka yo de ma ji ji shan mu ri phit si de leading to ်စစ်လေးရဲ့ဘာတွေဖြစ်စေရည်ကြီးချမ်းပြီဆိုရင် loss of property and life property ဆိုတာက a thing or things ပစ္စည်းတကူတမှုပစ္စည်းတွေ that's our own by somebody တဲ့ရောက်ပိုင်တဲ့ပစ္စည်းတွေပေါ့ position or positions ပိုင်ဆိုင်မှုတွေအတဲ့အိုးရင်စီးစိမ်တွေလိုပဲလွယ်လွယ်ကူကူပြောကြရအောင် land and bandies building လို့လည်းတွေ့လို့ရတယ်အဲ့တော့ဒီလူကြီးချမ်းမှုတွေဖြစ်ပြီးဆိုရင်ねအဲဒီအတဲ့အိုးရင်စီးစိမ်တွေဆုံးရှုံးမှုတွေလည်းဖြစ်စေတယ် then တအပြင် there are ရှိသေးတယ် ဒီ El Nino La Nina El Nino နဲ့ La Nina လို့ခေါ်တဲ့ warm and cool currents ရေနွေးစီးကြောင်းနဲ့ရေအေးစီးကြောင်း respectively ဆိုအတီးတီးအစီအစဉ်လိုက်ပြောတာပေါ့နော်သူက El Nino ဆိုရင် warm La Nina ဆိုရင် cool currents လို့ပြောနေတာ currents က the movement of water in the sea or a river ဆိုတာရေစီးကြောင်းကိုပြောနေတာပေါ့နော် of south pacific ocean တောင်တမုတ်တရာတောင် pacific တမုတ်တရာတွေကရေနွေးစီးကြောင်းနဲ့ရေအေးစီးကြောင်းဖြစ်တဲ့ El Nino နဲ့ La Nina လည်းရှိတယ်တဲ့ အဲ့ဒီ El Nino နဲ့ La Nina က bring about bring about ဆိုတာ cause ပဲသူလည်း to make something happen လို့ပြောတာဖြစ်စေတယ်။ via ဆိုတာပြင်းထန်တော့နော် very bad အရင်ဆိုးွားတော့လို့ပြောချင်တာ။အရင်ဆိုးွားတော့ changes ပြောင်းလဲမှုတွေ in the climatic pattern climatic ဆိုတာကတော့ connected with the climate of particular area ဒါရာသီဥတုနဲ့ဆက်စပ်နေတာပေါ့နော်။ရာသီဥတုပုံစံတွေအကြီးအကျယ်ဆက်စပ်ပေါ်ကပြောင်းလဲမှုတွေဖြစ်စေတယ်တဲ့။ resulting in resulting in လေဒီနေရာမှာ make something happen lead to ပဲ to do ပဲဖြစ်စေတယ်လို့ပြောတာအဲ့လိုရာသီဥတုအကြီးကျယ်ပြောင်းလဲမှုတွေရာသီဥတုပုံစံတွေပြောင်းလဲမှုဖြစ်စေတဲ့အခါတဲ့ resulting in ဖြစ်စေတယ်ဘာတွေဖြစ်စေရလဲ changes in temperature ရာအပူချိန်ပြောင်းလဲမှုတွေ snow ကိုနှင်းပြောင်းလဲမှုတွေ and track the intensity of storms track ဆိုတာကတော့ direction ကိုပြောချင်တာလမ်းကြောင်းပေါ့နော် intensity ဆိုတာကတော့မုန်တိုင်းရဲ့မုန်တိုင်းရဲ့တိုက်နှုန်းပေါ့မုန်တိုင်းရဲ့ပြင်းအားတွေ မုန်တိုင်းရဲ့တိုင်လုံးတွေမုန်တိုင်းလမ်းကြောင်းတွေနှင်းတွေအပူချိန်တွေလည်းပြောင်းလဲမှုတွေကို resorty in ဖြစ်စေပါတယ်တဲ့ဒီနေ့မှာဖြစ်စေတယ်ကိုပြောတာရေအများကြီးပဲ cause လည်းဖြစ်စေတာပဲ lead to လည်းဖြစ်စေတာပဲအပြီးတော့ bring about လည်းဖြစ်စေတာပဲအပြီးရင်ကျွန်တော်တို့ resorting in ဆိုတာလည်းဖြစ်စေတာပဲအဲ့တော့ဒီ paragraph မှာဖြစ်စေတာတွေအများကြီးရှိတာပေါ့နော်ဟုတ်ကဲ့စကြည့်ကြအောင်မ Last paragraph all of those indesirable results of the increase in the temperature of the earth ဒါတွေအားလုံးဟာတဲ့ the increase in the temperature of the earth ကဘာကြီးရဲ့အပူချိန်မြင့်မားလာခြင်းရဲ့ undesirable result undesirable ဆိုတာ not wanted မလိုချင်တော့ approved လက်မခံခြင်းတော့ likely to cause trouble or problems ဒုက္ခတွေပြဿနာတွေဖြစ်နေတာကြောင့်မို့လက်မခံခြင်းတော့မလိုလားအတော်ပေါ့နော်ဒါတွေအားလုံးဟာတဲ့ကဘာကြီးရဲ့အပူချိန် နှစ်မလာမှုရဲ့မလိုလားအပ်တဲ့ရလဒ်တွေပဲတဲ့ What are we doing ကျွန်တော်တို့ဘာလုပ်ကြမလဲတဲ့ to prevent the temperature အပူချိန်တွေကိုတဲ့ from rising higher မြစ်တဲ့မြစ်မလာခြင်းကနေ to to prevent ကာကွယ်ဖို့ or down ဟုတ် to stop it completely completely ဆိုတာအလုံးဝပေါ့နော်ဒါ100% to stop ရပ်တန့်သွားဖို့ဒီအပူချိန်မြစ်မလာမှုရပ်တန့်သွားဖို့ကျွန်တော်တို့ဘာလုပ်ကြမလဲတဲ့ What should we do ကျွန်တော်တို့ဘာလုပ်သင့်လဲ many governments of the world are taking ကဘာကြီးရဲ့ကဘာအနှက်ကဒီမြပြလာသောအစိုးရတွေကတော့ are taking လုဆောင်နေကြတယ်လို့ပြောရမယ် all possible measures ဖြစ်နိုင်တယ်မြเนาะ measures measures ဆိုတာ official action လို့ပြောတာစီမံချက်စီမံဖြစ်နိုင်တယ်မြစီမံချက်တွေအားလုံးကိုလုဆောင်နေကြတယ်တဲ့ reduce reduce ဆိုတာ make something less ခုခုကိုညော့နေတော့အောင်လုပ်တာပေါ့เนาะ reduce emission of carbon dioxide emission ဆိုတော့ production ကိုပြောချင်တာထုတ်လွှတ်ခြင်းပေါ့နော် send out or light heat gas etc carbon dioxide တွေထုတ်လွှတ်ခြင်းကိုစော့ချဖို့အတွက်တဲ့ဒီဖြစ်နိုင်တဲ့မြစီမံချက်တွေအားလုံးကိုလုပ်ဆောင်နေကြတယ် in တော့ပြင်းတဲ့ to device ဘာလို့ဖို့လဲ device ကတော့ event ကိုပဲပြောတာတီထွင်ဖို့ something new or new way of doing something တခုခုကိုလုပ်ဆောင်မဲ့နီလန်းအသက်တွေ နော် think up လို့လည်းပြောလို့ရတယ်တဲ့ think up ကစဉ်းစားတွေးတောဒီတီထွင်ကြံစဒီပေါ့နော်တီထွင်ကြံစနေကြတယ်တဲ့ feasible ဆိုတာကတော့ဒီနေ့မှာ feasible ဆိုတာကအတက်နိုင်ဆုံးဖြစ်နိုင်ဆုံးနည်းလမ်းတွေကိုပြောချင်တာ feasible ways ဖြစ်နိုင်ဆုံးနည်းလမ်းတွေကိုတီထွင်ကြံစကြတယ်တဲ့အဲဘာလို့ဖြစ်လဲဆိုတော့ to utilize utilize ဆိုတာကအချူချစ်ရှိအသုံးချဖို့ကိုပြောတာ to use something ဘာတွေကိုလဲဆိုတော့ solar power နေစွမ်းအင်းနေ wind power လေစွမ်းအင်းနေ thermal power ဖာမဲဆိုတာကခနှစ်ချက်ဝင်ဟိဆိုအပူစွမ်းရင်နေ instead of burning fossil fuels သူကျွလုံစာတွေကိုမီးရှို့ရမယ်အစားတဲ့အပူစွမ်းအင်တွေလေစွမ်းအင်တွေဆိုလာစွမ်းအင်တွေကိုနေစွမ်းအင်တွေကို utilize အကျိုးရှိရှိအသုံးချရမယ် physical way physical ways ဒီဖြစ်နိုင်ဖြစ်နိုင်ဆုံးနီလန်းတွေဖြစ်နိုင်တဲ့မြန်နီလန်းတွေကို to devise ဒီထွန်းကြံစနေကြရတယ်တဲ့ as responsible citizens တာဝန်တည်တဲ့နိုင်ငံသားတယောက်အနေနဲ့ we ourselves ကျွန်တို့ကိုယ်တိုင် ship stop ရက်တန်တဲ့နဲ့ use fossil fuels ချုပ်ကျော်လောင်စာတွေအသုံးပြုခြင်းကိုရက်တန်တဲ့တဲ့ plant more trees တပင်းနဲ့ပို့ပြီးတော့မှစိုက်တဲ့နဲ့ and do our utmost ဒါတော့ကျွန်တော်တို့ preserve လို့ပြောမှာပေါ့နော် do our utmost ဆိုတာကဟိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ပြောချင်တာ do our utmost do somebody utmost ပေါ့နော် I shall do my utmost ဆိုရင်ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်ပါမယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့ do our utmost ဆိုတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားတက်နေတဲ့ to keep our planet of ကျွန်တော်တို့နေထိုင်ရာဒီကမ္ဘာကြီးကိုခီ green and clean ပိုပြီးမှစိမ့်စိမ့်လန်းလန်းတန်တန်ရှင်းရှင်းဖြစ်အောင်ပိုကျွန်တော်တို့အကောင်းဆုံးကြိုးစားတက်ပါတယ်တဲ့ဟုတ်ကဲ့အားလုံးစင်ပြေမယ်ထင်ပါတယ်အစင်ပြေတာရှိရင်လည်းကျွန်တော်ရဲ့ comment box မှာ match ဝင်ရောက် match ပေးလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါအဆင်ပြေရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပဲလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ bye bye